အဆီဇင်တွေကိုဆက်ပြီးတော့သွားပါမယ်။နောက်အဆီဇင်ကတော့ကျွန်တော်တို့အမေတော်ဆန်းစုကြည်ရဲ့အခုအသက်80ပြည့်မဲ့မွေးနေ့ကမ်ပိန်းမှာအဓိကအခရာအားဖြင့်ပါဝင်တဲ့ပြက်ကလေးပေါ့နော်။အမေတော်ဆန်းစုကြည်ရဲ့အမှတ်တရတွေလစဉ်လစဉ်ရက်စွဲတိုင်းမှာပါဝင်တဲ့အမှတ်တရတွေကိုအမှုပညာနဲ့ထုံမှန်းပေးထားတဲ့အထက်ရမှာမျက်နှာဖုံးပကြီးဆွဲပေးထားတဲ့အဲပကြီးပညာရှင် artist ကျွန်တော်တို့ဆီယမနှုရင်ကိုဖိတ်ခေါ်ပြရစီခင်ဗျာ ဟုတ်ကဲ့ပါမင်္ဂလာပါရှင်အားလုံးပဲအခုလိုဖူဘူဂျုံအောင်ဆန်းရဲ့တက်130နှစ်မြောက်မွေးနေ့နဲ့အခုဒီအမေရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်ဖွင့်ပွဲပြုလုပ်တဲ့နေ့မှာပဲကျမတို့အားလုံးမလုံးမရနေအတူတူပေါ့နော်ပါဝင်ခွင့်ရတဲ့အတွက်အထူးခွန်ယူကြောင်းကိုပြောချင်ပါတယ်အဲ့ဒီအတွက်ကျမတို့ဒီကမ်ပိန်းအတွက်ပေါ့နော်ပြက်ကြိန် တွေကိုပါဝင်အဖြစ်ပေးဖို့ဖိတ်ခေါ်တဲ့ကင်နဲ့အမှုပညာမိသားစုကျမတို့ရဲ့တော်လန်ရေးမိသားစုအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်။အရင်ဆုံးပေါ့နော်ကျမဒီဟိုဒီ campaign နဲ့ပတ်သက်လို့ကတော့ဘာမှတော့မပြောချင်တော့ဘူးပေါ့နော်အရှိမကပြောထားပြီးသားရှင်းထားပြီးသားဖြစ်တဲ့အတွက်ဟိုပေါ့နော်ကျမဒီပကြီကားနဲ့ပတ်သက်တဲ့အကြောင်းလေးပြောပေးပါမယ်။ဒီလို့ရှိရင် အဲကျွန်မပြီးလို့ရှိရင်ပေါ့နော်ကြပြပေါ့ကြပြပထမတော့ကြပြလေးနဲ့ကျွန်မဂုံပြုမယ်ဆိုပြီးတော့ဟိုတွေးထားတာပေါ့ဒါပေမဲ့ဟိုကျွန်မကိုယ်တိုင်ရေးတဲ့ကြပြလေးပေါ့နော်အဲ့ဒီဟာလေးကလည်းအမေမွေနေ့နဲ့တခြားနေသူနေ့မြတ်ဒီမှာလို့ရှိရင်ကျွန်မမကြခဏရုပ်နေရလည်းဖြစ်တဲ့အတွက်အဲဒီတစ်ခေါက်မှတော့ထူးထူးခြားခြားလေးဖြစ်အောင်ဆိုပြီးတော့ဒါတချင်းလေးတစ်ပုတ်ပေါ့နော်အဲ့ဒါတော့နောက်ပိုင်းမှာဟိုဖွင့်ပေးမှာဖြစ်ပါတယ်အဲ ဆိုတော့ဒီကျမရဲ့ပကြီကားလေးအကြောင်းကိုမပြောခင်ပေါ့နော်ကျမတို့ဒီ campaign page မှာဒါအမေရဲ့ suit 80 birthday campaign page မှာပေါ့နော်ဖော်ပြထားတဲ့လူခုလေးပေါ့နော်အဲ့ဒီလူခုလေးအကြောင်းကိုလူခုလေးကိုပေါ့နော်ကျမတို့မြင်လိုက်တဲ့ခါမှာအလုံးကလည်းဒါလေးကိုရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကိုစူးစီးမှုလဲအားကောင်းတယ်တကယ်အမေရဲ့ ပုံတံလေးဆိုတာကိုလည်းတကယ်ကိုအမှတ်တရပေါ့နော်အဲ့လိုမျိုးရှင်နေကိုရှိစေတဲ့လူကိုလေးဖြစ်တဲ့အတွက်ကျမကိုယ်တိုင်လည်းအရန်ကိုစိတ်ဝင်စားပြီးတော့ဟိုကြည့်မိပါတယ်ပေါ့နော်အရန်ကိုကြက်တီမင်္ဂလာရှိတဲ့ပုံလေးပေါ့အဲဒီမှာဆိုလို့ရှိရင်ကိုကပကြီးဆရာဆိုတော့အဲအမှုပညာရှင်ဆိုတော့ပေါ့နော်ဒီတုံးထားတဲ့ကာလာလေးတွေပေါ့ကာလာလေးတွေကိုကျမကိုကနဲ့ကိုလည်းအတိတ်ပဲဖွင့်ကြည့်တယ်အဲပြီးတဲ့ခါကျတော့ဒီလူကိုလေးကိုအတူတူဖန်တီးကြတဲ့ကဲကိန်းရဲ့မိသားစုပေါ့နော်အမေရဲ့မိသားစုတွေရဲ့ ဟိုပြည့်ပြောဆိုတဲ့ဖွင့်ဆိုချက်လေးတွေကိုလည်းကိုကနားထောင်နေပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့အရင်ဆုံးဖောက်တယ်ချချင်ပါတယ်ဆိုတော့ဒီ logo လေးမှာဆိုလို့ရှိရင်အားလုံးလည်းမြင်တွေ့ပြီးတဲ့အတိုင်းမှာပဲဒါအမေရဲ့ဒီပုံ logo ပေါ့နော် page ရဲ့ logo မှာဆိုရင်အပြာခံလေးပေါ့အပြာရောင်အခံလေးမှာဒါအမေရဲ့ပုံရိပ်ကလေးကိုသူအနှက်ရောင်လေးနဲ့ပေါ့နော်အနှက်ရောင်လေးနဲ့ဖော်ပြထားတယ်ပြီးရင်နှင်းစီအနီရဲရဲလေးတစ်ဖွင့်ပန်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလဲဟို အားမှန်နေဖို့ကျမတို့ခံစားရတယ်ပြီးရင်အယောင်တစ်ခုချင်းစီရေကိုအတိတ်ပဲဖွင့်မယ်ဆိုလို့ရှိရင်အပြာယောင်ဆိုတာကတော့ဟိုအခုကျမတို့ရဲ့မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ဒါအမေအပါအဝင် ပေါ့နော်နိုင်ငံရေးအကျဉ်းသားတွေကျမတို့မှန်ကန်တဲ့ဘက်ကရက်တီလို့မတရားထောင်ချခံရတဲ့ကျမတို့ရဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကူစားပြုပါတယ်သူတို့အတွက်ကို ကျမတို့အမြဲရက်တီပေးနေရလှုပ်ရှားပေးနေဆိုတဲ့အကြောင်းကိုဒါလေးကိုအပြာရောင်နဲ့ပေါ့နော်ဒါလေးစားတတ်မှုနဲ့အပြာရောင်လေးကိုကျမတို့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတာကိုသိရှိရပါတယ်အဲပြီးတဲ့အခါကျတော့ဒီအမေပုံလေးပေါ့နော်အမေပုံ အရေးကလေးလိုမျိုးဒါအနက်ရောင်လေးပေါ့အနက်ရောင်မှာကျတော့တချို့အများစုကတော့ဒါအနက်ရောင်ဆိုတာကအမင်္ဂလာအရောင်ဒီလိုမျိုးတွေပြောကြတာပေါ့နော်ဒီလိုဟိုဟာပြောကြတာဒါပေမဲ့ဒီအနက်ရောင်မှာကျတော့ကျမတို့ ဒီမိသားစုပေါ့နော်ခင်မြေမိသားစုရောဒါဟိုဟိုဒိဗယ်ဖွင့်ဆိုထားတာကြတော့ဒီအရန်ကိုခက်ခဲတဲ့အချိန်ပေါ့နော်အရန်ကိုခက်ခဲကြမ်းတမ်းတဲ့အချိန်ကိုအမေကကြော်ဖြတ်နေရတယ်ပေါ့အဲ့ဒီအချိန်ကြီးမှာအခုချိန်ကြီးလဲအကျဉ်းချခံထားရတယ်အဲ့ဒီအတွက်ကို ပျော်စရာကောင်းမနေဘူးပေါ့နော်အခုကျွန်တော်တို့ဒါဘတ်ဒေးဆိုတာလုံနေတယ်ဆိုပေမဲ့လို့အမေကိုခုံပြုတ်ပြီးလုံနေတယ်ဆိုပေမဲ့တကယ်တကယ်ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရှင်ထဲမှာအမေဆိုတာအမြဲတမ်းရှိရယ်ပေါ့နော်အဲပြီးတဲ့အခါကျတော့ဒီအနက်ရောင်ဆိုတာကတော့ဘယ်လိုအခက်ခဲမျိုးမှာပဲဖြစ်ပါစေဒါအမေဟာကျမတို့အတွက်မမမမရှိနေတယ်အခုဆိုရင်ရန်ကုန်မှာတော့အမေဟိုအသက်ရွယ်အားဖြစ်ရောသူငငယ်ကလိုမျိုးအရန်ကုန် တန်မာတဲ့အရွယ်မဟုတ်တော့ပေမဲ့လို့အမေရဲ့ခွန်အားတွေကတော့ကျမတို့အတွက်အခက်ခဲဆုံးချိန်မှာတော့မှရဲရဲရင်ဆိုင်ပြီးရှိနေပါတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကိုဖော်ပြထားတာဖြစ်တယ်ပြီးရင်အမေရင်ဆိုင်နေရတဲ့အကြောင်းအရာတွေဆိုတော့လေတကယ်ကိုမယုံနိုင်လောက်ဘူးပေါ့နော်မယုံနိုင်လောက်အောင်ကြမ်းတမ်းတဲ့အခြေအနေတွေဒီလိုမျိုးနဲ့အခုချိန်ကြီးအကျဉ်းချခံရတဲ့အမေကိုဒါအမေအနဲ့ရောင်လေးနဲ့ပုံဖော်ခြင်းဖြစ်ပါတယ်ကျမတို့ဒါနဲ့ပတ်သက်ပြီးတော့လေခိုင်မာခိုင်မာခြင်းကိုလေကျမတို့ခံစားရတယ်ပေါ့နော်အဲပြီးရဲ့အခါကျတော့အမေကောင်းမှာ ပန်းအနီအောင်ပေါ့နှင်းစီပန်းအနီအောင်ရဲရဲလေးတဖွင့်ကိုဒါပန်ထားတယ်ပေါ့နော်ဒါဟာဆိုလို့ရှိရင်ဘာကိုကိုစားပြုတယ်လဲဆိုတော့ကျမတို့ရဲ့သူရဲခေါင်းတွေပေါ့နော်နှင်းစီပန်းဆိုတာကရဲရင်တယ်ကျမတို့ဘလို့အရာမျိုးမဆိုကျမတို့ဖြတ်ကြော်မယ်ရဲရင်တယ်ပြီးတော့လှပတယ်စူးတွေနဲ့လှပတယ်ပေါ့နော်အဲဒီလိုမျိုးအာမန်တွေကိုကျမတို့သူရဲခေါင်းတွေကိုဒါကိုစားပြုတ်တဲ့အနေနဲ့နှင်းစီပန်းအနီရေရေပေါ့သူရဲကောင်းဆိုတဲ့နေရာမှာကျမတို့ဒီအခု တက်ပေးသွားတဲ့သူရဲကောင်းနေရှိမယ်ခေအဆက်ဆက်ကသူရဲကောင်းနေရှိမယ်အဲပြီးတဲ့အခါဟိုလက်ရှိကျမတို့တော်လန်ရေးကြီးအတွက်လှုပ်ရှားနေတဲ့ဤမျိုးစုံနဲ့လှုပ်ရှားပေးနေတဲ့ကျမတို့ရဲ့သူရဲကောင်းကြီးအတွက်လည်းဒီနှင်းစီပန်းအနေရဲရဲကိုဒါကိုစားပြုတယ်လို့ကျမကပြန်ပြီးတော့လည်းသိရှိရပါတယ်ကျမတို့အားလုံးဒါတွေကိုလည်းဟိုခံစားရမယ်ပေါ့နော်ဆိုတော့ဒီအားလုံးနဲ့မှမှပြီးတော့ဒါအဖြူရောင်လေးနဲ့ပေါ်ထားတယ် ပတ်တေးကမ်ပိန်းဆိုတဲ့ဖြူအောင်လေးပေါ့နော်ဖြူအောင်ကတော့ကျမတို့တပြည်သူတွေကဖြူစင်နဲ့စိတ်နဲ့ဒါအမေအတွက်အားလုံးအတူတူဟိုတစိတ်တဝန်းနဲ့ရှိနေဆိုတဲ့တဘောလို့ကျမကိုယ်တိုင်ယူဆမိပါတယ်ပေါ့နော်ဆိုတော့ဒီ logo လေးနဲ့ပတ်သက်ပြီးတော့ဟိုကင်ကိုယ်တိုင်ရေးထားတဲ့ဟိုစာပေါ့နော်သူရဲ့အတိတ်ပဲဖွင့်ဆိုချက်လေးလည်းကျမပြန်ပြီးတော့ဟိုဟိုပြန်ပြီးတော့မျှဝေချင်ပါတယ်ပေါ့နော်ဒါကကြတော့အဲဟိုအနောက်ရောင်အကြောင်းကိုသူအထူးပြုပြီးတော့ဟိုဖော်ပြပေးထားတာပေါ့နော် the black was in initially chosen to symbolize Tosu's imprisonment in solitary confinement in incredibly harsh conditions. Yang kakenire, chini bono, အနှက်ရောင်ကရန်ကိုခက်ခဲနေတဲ့အခြေအနေမှာကြမ်းတမ်းနေတဲ့မယုံနိုင်လောက်အောင်ကြမ်းတမ်းတဲ့အခြေအနေအခြေအနေမှာအချင်းချခံထားရတဲ့အမေရဲ့မမမရှိနေတဲ့ခိုင်ကြီးတဲ့စိတ်ကိုကိုစားပြုတယ်ဆိုတဲ့အကြောင်းလေးကိုသူကဖော်ပြပေးထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဲအခုဆက်လက်ပြီးတော့ကျမရဲ့ဒီပကြီးကားလေးပေါ့နော်။ပကြီးကားလေးနဲ့ပတ်သက်ပြီးတော့ကျမကအဲပြန်ပြီးတော့ဟိုအတိတ်ပဲမဖွင့်ဆိုခင်ပေါ့နော်။ဒီပကြီးကားလေးကိုရေးဆွဲဖို့အတွက်အမေရဲ့ပုံရိပ်ကလေးကိုဟိုရေးဆွဲခွင့်ပြုခဲ့တဲ့ ကျမတို့ရဲ့ဒီခုတော်လင်းရေးမှာလည်းအတူတူပါဝင်နေတဲ့မောင်နှမပေါ့နော်ကိုမောက်ခန်းဝါပေါ့နော်ဒါကဒီပကြီးကားကကိုမောက်ခန်းဝါရဲ့ဒီတက်ပုံကတော့ကိုမောက်ခန်းဝါရဲ့လက်ရပေါ့နော်အဲ့ဒီပုံလေးကိုသူကဟိုလွန်ခဲ့တဲ့လအနေငယ်ကဒီ Facebook ပေါ်မှာတင်လိုက်တဲ့အခါမှာကျမအဲ့ဒီပုံလေးကိုမြင်လိုက်တဲ့အခါမှာဟောရှင်ထဲမှာအမေရဲ့အပြုံးလေးကလည်းဒါအကုန်မြင်ရတယ်နော်အမေရဲ့အပြုံးလေးကဟိုမျက်လုံးလေးကလည်းရှုံးလဲပြီးတော့အပြုံးမှာအရန်ကိုရှိုးသားတန်ရှင်း ပြီးတော့လေမေတ္တာမေတ္တာလေးပေါ့နော်အရန်ကိုကိန်းအောင်နေတဲ့အပြုံးလေးပေါ့အဲ့ဒါလေးကိုဒီရိုးရိုးရှင်းရှင်းလေးခံစားရတယ်အထူးသဖြင့်အမေရဲ့မေတ္တာလေးပေါ့နော်မေတ္တာလေးအမြဲတမ်းပြောနေဆိုတော့ဒီပုံလေးကိုလည်းရေးရေးဆွဲခွင့်ပြုတဲ့အတွက်ဟိုဆရာစီကိုလည်းကျမကခွင့်ပြုချက်တောင်းပြီးတော့ဒါဒီပုံလေးရေးဆွဲခွင့်ပြုပါဒီကျမတို့ရဲ့ဒီအမေရဲ့80ပြည့်မွေးနေ့အတွက်ကိုကျမတို့ကလန်နာထုတ်ဖို့အတွက်ဆိုပြီးတော့အထူးတက်လေသွားပြီးခွင့်တောင်းတဲ့အခါမှာဆရာလည်းခွင့်ပြုပေးပါတယ်အဲ့ဒီအတွက်ကိုလည်း ကျေးဇူးလက်တင်ပါတယ်အဲကိုကိုဆရာကိုမခန်းဝါကလည်းပြောပါတယ်အခုလို့သူ့ရဲ့ဓာတ်ပုံလေးကိုဒီလိုမျိုးအသုံးပြုခွင့်ပေးတဲ့အတွက်လည်းသူအရန်ကိုဝမ်းသာကုန်ယူပါတယ်ဆိုတဲ့အကြောင်းကိုလည်းအတိစေဖို့ပြောပေးပါဆိုပြီးတော့လည်းမှာလိုက်ပါတယ်ဆိုတော့အဲ့ဒါပေါ့နော်ဒီပုံလေးမှာဆိုလို့ရှင် as ဆရာမောက်ခန်းဝါကရိုက်ထားတဲ့အမေပုံလေးရိုက်ထားတော့ငါဒါ2014လောက်လို့ကျွန်မသိရပါတယ်2014လောက်တုန်းကဒီပုံလေးက ချန်နံပါတ်54မှာရိုက်ခဲ့တဲ့သူကိုယ်တိုင်ရိုက်ခဲ့တဲ့ပုံလေးဖြစ်ပါတယ်အဲ့ဒါလည်းထူးခြားချက်ပေါ့နော်ထူးခြားချက်ဖြစ်တယ်အဲ့ဒီတုန်းကဆိုလို့ရှိရင်ဒါចောင်းចောင်းသားတွေចောင်းသားတွေပေါ့နော်အမေတွေ့ဆုံတဲ့ဟိုတွေ့ဆုံတဲ့အနေအချိန်ခြေနေလေးပေါ့နော်အချိန်လေးလို့လည်းကျွန်မဟိုမှတ်သားမှုပါတယ်အဲ့ဒီမှာចောင်းသားလေးပြောတဲ့စကားတွေကိုအမေကပြုံးပြီးတော့နားထောင်နေတဲ့အပြုံးလေးကိုကိုမောက်ခမ်းကအမိရောက် ိုဖမ်းယူလိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုတကယ်ကိုမှတ်တရလေးဖြစ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့ဒီပတီကလေးမှာဆိုလို့ရှိရင်အဲမျက်လုံးပေါ့နော်အဓိကတော့ကျမမျက်လုံးကိုပို့ပြီးတော့အထည့်ထားတယ်ပေါ့နော်မျက်လုံးမှာကဟိုကိုကအထူးတလဲလှုပ်ဆရာမလို့လောက်အောင်အမေရဲ့မျက်လုံးမှာကအားလုံးကျမတို့ပကြီးတောင်မှလိုက်မမီလောက်အောင်ပေါ့နော်အမေရဲ့မျက်လုံးအတိတ်ပဲကိုဖွင့်ဆိုရတာအရန်ကိုခက်ခဲပါတယ်တကယ်အမေရဲ့မျက်လုံးက အရန်ကိုဘယ်သူနဲ့မှမတူဘူးပေါ့နော်ကျမတို့ကကျတော့ပကြီးဆွဲနေတယ်လို့ဆိုတော့မျက်လုံးတွေကိုအဓိကကိုကဟိုတတိထားမိတယ်ပေါ့နော်ဆိုတော့ဘယ်သူနဲ့မှမတူတဲ့ပုံခုပေါ့နော်အဲ့အမေရဲ့မျက်လုံးရယ်ပြီးရင်အပြုံးလေးပေါ့အပြုံးလေးဆိုတာလဲကျမတို့တွေ့လိုက်တာနဲ့အခုကျမတို့ဒီဒီပုံလေးရယ်နောက်ထပ်ကျမတို့ရဲ့ဒီအမှုပညာရှင်တွေရဲ့ဟိုပကြီးပုံတွေလည်းအများကြီးပါတယ်အဲ့အဲ့ဒီအတွက်ကိုကိုက အရင်လဲခုံယူရတယ်အခုလို့ကျမတို့ရဲ့မောင်နှမတွေနဲ့အတူတူပေါ့နော်ပါဝင်ခွင့်ရတဲ့အရင်လဲခုံယူရတယ်အဲ့ဒီကလန်ဒါလေးကိုတင်ထားမယ်ဆိုရင်လည်းကျမတို့ရဲ့ဒါမှတ်တမ်းဝင်ပေါ့နော်သမိုင်းမှတ်တမ်းဝင်အမှတ်တမ်းလေးလည်းဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအမေရဲ့အင်ကြီးလေးပေါ့နော်အင်ကြီးမှဆိုရင်ဒါအပြာရောင်ပေါ့အပြာရောင်ကိုဒါဝတ်ထားတဲ့အင်ကြီးသူရဲ့ original ဓာတ်ပုံမှလည်းအပြာရောင်လေးပါပဲအပြာရောင်လေးရဆိုရင်ပါကိုကိုစားပြုလဲဆိုတော့ တစ္ဆာရှိတယ်အမှန်တရားပေါ့အမှန်တရားအတွက်ကိုအမေကအမြဲတမ်းရှိနေရဆိုတဲ့အကြောင်းကိုကိုစားပြုတယ်တန့်ရှင်းတယ်ပေါ့နော်ဒါအတွက်မယိုင်မလဲသွားမယ်ပြီးရင်ဟိုဒီမှာဆိုရင်တော့စပယ်ပန်းလေးပန်းထားတာပေါ့နော်စပယ်ပန်းလေးဆိုအမေရဲ့တားဟိုယူသားအေဂျင့်ဆိုနေခြင်းနဲ့ငင်းချမ်းရေးကိုကိုစားပြုတယ်ပေါ့နော်အဲဒီလိုမျိုးပေါ့ဒါကတော့ဟိုပြက်ကြယ်ရင်လေးကိုဝယ်လိုက်တဲ့ခါကျရင်လည်းဒီကျန်တဲ့တခြားမောင်နှမတွေရဲ့ ဟိုနိပညာရှင်တွေရဲ့ပုံလေးလိုပဲကျမရဲ့ပုံလေးကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်အဲ့ခါကျမှအနီးကပ်ပေါ့နော်ဟိုခံစားကြပါလို့အဲ့လိုမျိုးပြောချင်ပါလေရှင်ဆိုတော့အဲကျမတို့ဒီအပြုံးလေးကိုကြည်နေရင်းနဲ့ကိုနောက်တစ်ချိန်ဘောနော်တိတ်မကြခင်ကာလမှာအမေကျမတို့ရှိမှဒီလိုအပြုံးလေးနဲ့ပြန်ပြီးတော့မြင်ရလိမ့်မယ်လို့ကျမတို့ယုံကြည်ပါတယ်တကယ်လဲစုလဲစုတောင်းနေပါတယ်ဒါအမေလဲ ကျမတို့လိုစိတ်မျိုးရှိမယ်ဆိုတာကိုအကျွမ်းမဲ့ယုံကြည်ပါတယ်။ဒါအဲ့ဒီအဲ့ဒီအတွက်အမေရဲ့သားသမီးတွေကအားလုံးနိုင်ရုံနဲ့ကြိုးစားနေကြပါတယ်။အဲ့ဒါကိုအမေတည်တယ်ဆိုတာလည်းကျမတို့ယုံကြည်တယ်။ကျမတို့ရဲ့ခံစားချက်အတိုင်းကိုကျမတို့ရှေ့ဆက်သွားမယ်ဆိုတာကိုလည်းကျမတို့အမခံချက်ပေးနိုင်ပါတယ်။ဟုတ်ကဲ့အခုအဲဆက်လက်ပြီးတော့ကျမရဲ့ဟိုပေါ့နော်တခြင်းလေးပေါ့နော်။တခြင်းလေးကကြတော့ကျမအရင်က ဆိုလို့ရှိရင်တော့ကပြားလေးပဲရုပ်ဖြစ်တယ်ပေါ့နော်အရင်ကကျမဒီအမေရဲ့ campaign မှာဖော်ပြထားတဲ့ကျမရဲ့ကပြားလေးတစ်ပုဒ်လည်းရှိတယ်ပေါ့အဲ့ဒါတော့ကျမကိုယ်တိုင်အမေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့အမေပကြီးကရေးဆွဲပြီးမှဂျင်းထဲမှာခန်းစားချက်တွေကကြံနေလို့ဒီအဲ့ကပြားလေးတစ်ပုဒ်ကိုခြာရေးဖြစ်တယ်ပေါ့နော်အဲတညာလုံးမှာခြာရေးဖြစ်တယ်ပြီးတော့ကိုယ့်ဘာသာကိုလည်းအဲ့လိုပေါ့ ရင်ထဲမှာခံစားယူမျက်ရည်တွေလည်းကြာဖြစ်တယ်အဲ့ဒီအဲ့ဒီကြပြားလေးကိုပေါ့နော်အဲ့ဒီကြပြားလေးကကျွန်မခဏခဏတော့ရွှေဖြစ်ပါတယ်ဒါပေမဲ့အခုဒီပွဲမှာကြတော့ထူးထူးခြားခြားလေးလည်းဖြစ်သွားအောင်ဆိုပြီးတော့ကျွန်မတချင်းလေးတစ်ပုံနဲ့ပဲပေါ့နော်ဒါလေးကိုဟိုဂုံပြုပါမယ်ပေါ့တချင်းလေးဆိုတဲ့ညမှာလေကျွန်မတခါမှမဆိုဘူးတဲ့ဒါ English version နဲ့ပေါ့နော် English version နဲ့တချင်းဆိုတာကဘာကြောင့်ကျွန်မကဒါကိုရွေးရလဲဆိုတော့အခုကဘာတဝမ်းမှာရှိတယ်ဒါအမေအမေအကြောင်းကိုဟိုတိကျနေတဲ့တိဖို့လိုအပ်တဲ့သူတွေအတွက် ကျမကဒီလိုမျိုးကျမတို့ရဲ့ခံစားချက်ဆိုတဲ့ဟာလို့ဖော်ပြခြင်းနဲ့တဘောပါအဲဒါကြောင့်မလို့ကျမဟိုအားနည်းချက်တွေရှိခဲ့တယ်ဆိုလို့ရှင်တော့ဖြည့်ဆည်းပြီးတော့နားထောင်ပေးကြဖို့ကျမမြတ်တရခံပါလေလို့ဟုတ်ကဲ့ပါရှင်ဟုတ် thank you โอเคပါဆက်မနွေအဲကျွန်တော်တို့ဒီ live ရဲ့ကြည့်ရှုနေကြတဲ့ပြည်သူတွေကလည်း comment မှာဆက်မနွေရဲ့ဒီမီတော်ဆန်းစုကြည်အတွက်ပေါ်ကျပေးထားတဲ့အမှုပညာတွေအခုလိုမျိုးအစီအစဉ်မှာပါဝင်အားပြည့်မှုတွေကိုချီးကျူးဂုဏ်ပြုနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲဆက်မနွေခုနရှင်းပြနေတဲ့အချိန်မှာပကြီကားပုံလေးကိုကြည်ရင်းနဲ့မေတော်ဆန်းစုကြည်ရဲ့အပြုံးတွေကနေပြီးတော့ပြည်သူတွေအတွက် ပွင့်လန်းလာတဲ့မြစ်တာပန်းတွေကိုအားလုံးပြည်သူလူထုကခံစားမိပါပါ အမေမြန်ဝန်းထဲကနေပြီးတော့ကျွန်တော်တို့မြင်တွေ့ရတဲ့အဲနှွေးထွေးမှုတွေအကျင်နာတရားတွေကိုလည်းပြည်သူလူထုကရင်ထဲမှာတိုက်ရိုက်ခံစားမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့အဲဆီမားနှွေးရင်ကိုဒီလိုမျိုးအဲကမ်ပိန်းဒီကလင်ဒါလေးရဲ့မျက်နှာဖုံးပကြီးအနေနဲ့ရောအမှုပညာအားလုံးနဲ့ပါဝင်အားဖြစ်ပြီးတဲ့အတွက်ပြည်သူလူထုကိုစားကျွန်တော်တို့ဖွဲ့သားတွေအားလုံးကကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့နောက်ထပ်အစီအစဉ်ကောင်းများစွာရှိပါသေးတယ်အဲဒီအစီအစဉ်ဒီမှာတော်လန်ဒေသရှင်တွေအဲကျွန်တော်တို့အနုပညာရှင်တွေဂီတပညာရှင်တွေများစွာနောက်မှာအစီအစဉ်တွေစောင့်ရတယ်အဲ့တော့ဆရာမညိုရဲ့အစီအစဉ်ပြီးတဲ့အခါမှာအားလုံးချစ်ကြတဲ့တော်လန်ဒေသရှင်ကျွန်တော်မက်ဖြူရဲ့ဖျော်ဖြေတင်ဆက်မဲ့အစီအစဉ်လေးဖြစ်ပါတယ်မက်ဖြူကတော့ အချိန်ကြောင်းရုပ်တံဖိုင်လေးပြပို့လာပါတယ်အဲ့တော့မဖြူပြပို့လာတဲ့ရုပ်တံဖိုင်လေးမှာဘာတွေနဲ့ဖြုတ်ပြီးတင်ဆက်ထားမလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုလူထုနဲ့အတူတူကြည့်ရှုနားဆင်ကြအောင်ပါခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့ဘိုးချုပ်မွေးနေ့မှာဘိုးချုပ်ရဲ့ညီကိုထိန်လင်းခင်ငါ သူစရရဲ့မမေဖြူရောအောင်သခင်လေးစားရတဲ့အန်ဒီစုရဲ့အသက်80ပြည့်ဝိနည်းကမ်ပိန်းကိုစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဒီကမ်ပိန်းဖွင့်ပွဲမှာဖြူကဖြူကိုရင်ရေးထားတဲ့ပရိသတ်တွေလည်းကြိုက်ကြတယ်။သူမဆိုတဲ့စင်လေးနဲ့ပါဝင်မှာပါ။ တကယ်တော့ဖြူဖြူကအမှုပညာရှင်ဆယ်လီတယောက်ဆိုပေမဲ့အန်တီနဲ့ပုပ်ကိုရေးရခင်မင်းရင်းနှီးခဲ့တဲ့သူတယောက်မဟုတ်ပါဘူးဖြူဖြူကမှအန်တီနဲ့ရိုက်ပူတဲ့တပုံဆိုလို့နှစ်ပုံလားပဲရှိတယ်တဘုံဆိုရင်ပြည်သက်တဲ့အင်တာနက်ပေါ်မှာခဏခဏစရတဲ့ပုံလေးပေါ့ ဒီပုံလေးမှာဖြူကျော်သိန်းကိုရှာပါဆိုပြီးတော့လေဆရောကဖြူကအခုဒီ life ကိုကြည်နေစားတဲ့ထောင်းတောင်းသိန်းတန်းချီတော့ရိုးတမ်းမှပြည်သူတွေလိုပဲအန်တီကိုအဝေးရနေချစ်ခင်လေးစားကျေးဇူးတင်နေတဲ့ပြည်သူတွေရဲ့တယောက်ပါ အတိအကျဆောင်ခဲ့တဲ့၅နှစ်တာကာလမှာပြည်မြမာပြည်ကတာမန်ပြည်သူအများစုဟာတခါဘူးမှမစုံဘူးတဲ့လုံးစုံမှုနှွေးထွေးမှုမေတ္တာတရားအသက်ရှင်ချောင်းမှုတိုးတက်မှုကြွယ်ဝမှုတွေကိုအတိုင်းအတာတစ်ခုထီတော့ အနေနဲ့အများခံစားခဲ့ကြဘူးတွေအဲ့ဒီတွေ့လေအန်တီကိုကျေးဇူးတင်ရတယ်အဲ့ဒီစိတ်တွေကိုအစနဲ့ချက်ဖြစ်ဖြစ်ပြန်တရိရမိတယ်ဆိုရင်အလို့တရိရမိတဲ့အခါတိုင်းမှာသူ့ကျေးဇူးတင်စိတ်ကလေးဖြစ်မိတယ်ဆိုရင် hurricane ဘင်းလေးမှာတနိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ပေးစားဖို့ပြည်ပြည်ဝမေတ္တာရက်ခံစပါတယ်။သူကပြည်ပြည်ရွတ်အများကြီးစွန့်စားခဲ့တယ်၊စွန့်မှတ်ခဲ့တယ်။ပြည်ပြည်ရွတ်လောက်လေးတော့ပြန်စွန့်စားပေးတဲ့နယ်မဟုတ်ဘူးလား။ ¿no? tui tu kumpa chan sui kwae Namet longo swango chan minde Kuru ya ya butu ma gu wanga Shetri kwe Chitan zaro kaba le mien nange Tike kayaro kukabadu nyale Ngaru alam bawa return to the Dokare sattı Ben olmam yetti Tu più chiamavo que mm -hmm. Tanna in draga più un chiare Si non sai a me Attentatare Tu me pavera un satuare Tu pavera un satuare

Ole pitain detin tassa che Tu mane mare nien ko pue shake Tu pawe ya bo a pin ta yoga Nien jade Jizu kanjade Ya ne pi yong yan de Tu ma pyo shaba mu kwe Song ti kwen mu de Thank you. see long time I think Tatare to my head on Satuare to Megalam Diore. Yeah, you got nothing. long time. on. ဟုတ်ကဲ့ပါဒီတချင်းလေးရဆိုရင်ကျွန်တော်တို့တော်လံပြည်သူတွေရဲ့လုံနာထဲမှာတကယ့်ကိုရှိပြီးသားတချင်းလေးပါဒီတချင်းနဲ့အတူအမေတော်ဆန်းစုကြည်ရဲ့ဒီအသက်80ပြည့်မဲ့မွေးနေ့ကမ်ပိန်းမှာပါဝင်အားဖြည့်တဲ့အတွက်အားလုံးရဲ့ကိုစားမဖြူကိုကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့